ဆရာကြီးနာမည်ကဒုလာပါမြန်မာသမိုင်းအဖွဲ့မှာကျွန်တော်ဒုတိယဥက္ကဋ္ဌလုပ်နေပါတယ်မြန်မာတဲ့ကြံကိုထိုင်းကရရဲလို့ကြားတော့ကျွန်တော်စိတ်မကောင်းဘူးနောက်ကျွန်တော်တို့လောက်ကြတဲ့အခါကျတော့လေကျွန်တော်ကအကြံပေးတဲ့အဖွဲ့မှာတော်တော်ပါခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာတဲ့ကြံဟာကဘာပေါ်မှာ ဘယ်မှမှမရှိသေးတဲ့ယဉ်ကျေးမှုပေါင်းစုံပူးနေတဲ့အင်မတန်အရေးပါတဲ့လှုပ်ရှားမှုတစ်ခုပွဲတော်တစ်ခုလို့ကျွန်တော်ကယူဆတယ်။ဥမာဆိုတော့ကျွန်တော်တကြာအရှိတောင်အရှာမှာမှတ်တမ်းအရာအစောဆုံးဖြစ်ပါတယ်။နိုင်ငံတကာသို့မဟုတ်ရင်အရှိတောင်အရှာဗုဒ္ဓဘာသာနိုင်ငံတွေမှာတကြံပွဲတွေရှိပါလိမ့်မယ်။တာမန်ရေးပွဲလို့ပဲသဘောရနေပါတယ်။ မြန်မာရဲ့တကြံဟာအဲ့ဒီလို မဟုတ်ပါဘူးတတ်တဲ့အင်မတန်ကိုလေးနေပြီးကြေပြောတဲ့ရင်ကျေးမှုအထူးအတာတော်တော်ကြီးတယ်။တမိုင်းမတအရာဆိုရင်လည်းပဲပကန်းဆိုတော့စတိရာစုအလေကလေးရတယ်ကျွန်တော်တို့ဟာမတားမောင်းဆောင်ရှိတယ်။ဥမာပကြံပတ်သက်လာရင်ကြောက်စာမတန်းကြီးအပြည့်စုံအများကြီးရှိတယ်။နောက်ရာစုမတန်းအဖြစ်နဲ့လည်းအဖြစ်အပျက်ကြီးရှိကြတယ်။နောက်တစ်ခုက ဘာသာရေးပွဲတော်အဖြစ်နဲ့လဲရှိခဲ့တာဆိုတော့ဗကြံဆိုတာဟာသိအရေးပါပါတယ်အဲ့ဒီဆင်းသက်လာလိုက်တာဟာကိုမောင်ခေရောက်တော့ပထမင်းလက်ထက်ဆိုရင်ဗကြံဟာနိုင်ငံတော်ကကြီးမှုကျင်းပတာသိကြီးကျယ်တယ်ဥမာဗကြံကြမဲ့နေဆိုရင်အမြောက်ဗနချက်ပြစ်ပေါက်ပြီးတော့ဖွင့်တယ်နောက်ပြီးတော့ရေပက်ကစားတာဘယ်လိုပုံသဏ္ဍာန်နေနဲ့ကစားရမလဲဘယ်လိုအဝတ်အစားတွေဝေးရမလဲဆိုတာနိုင်ငံတော်ကပြဋ္ဌာန်းပြီးတယ်ဒါရင်မကားသေးဘူး ဒီဗကြံရက်ကိုဘဏ္ဍာကျင်းပါမယ်ဆိုတာလည်းပဲပြက်ခရင်တော့အဆက်ပွဲနဲ့စတင်ပြီးလှုပ်လာလို့ဒီဗကြံစာဆိုတာကနေ့အထိရှိနေတာဘုရောဘုရားလက်ထက်ကစခဲ့တာပါအဲ့ဒီဗကြံစာတာမန်ဗကြံစာလို့မထင်ပါနဲ့နိုင်ငံတော်ရဲ့စီးပွားရေးအတွက်လည်းသိအရေးပါတဲ့စာဖြစ်တယ်လို့မြန်မာရဲ့အထူးထကြီးတဲ့ယဉ်ကျေးမှုအတွက်ကလည်းပဲသိအရေးကြီးတဲ့ဟာဖြစ်ပါတယ်အဲ့ဒီဟာမျိုး ဘယ်နိုင်ငံမှမှမရှိပါဘူးဥပမာခင်ဗျားတို့တကြံစာတွေကိုဖတ်ကြည့်ရင်တကြံစာရဲ့အတိတ်ပဲကတာမန်နှစ်ပြောင်းတယ်လို့ထင်ရတယ်တာမန်နှစ်ပြောင်းုံနဲ့မကဘူးနှစ်ပြောင်းပြီးနှစ်သက်ကာလထဲမှာဘာတွေလောက်ကြခိုင်းကြမလဲဆိုတော့ညွှန်ကြားချက်ပါပါတယ်အထက်ကတော့ကုံထုတ်လုပ်ရေးပေါ့ဗမာနိုင်ငံကအဲ့ဒီတုန်းကပရိသတ်ရဲ့နိုင်ငံဆိုတော့လေယာစီးပွားကအဓိကဖြစ်ပါတယ်အဲ့တော့လေယာကုံထုတ်လုပ်ငန်းအတွက် လေသမားတွေဘယ်လိုပြင်ဆင်ရမလဲဘယ်အချိန်မှာထွန်ရက်စိုက်ပျိုးရမလဲဘယ်လိုသီနာနေမိုးလေဝသအရာကောင်းတယ်ဆိုတာတွေကအစပြောတယ်အဲ့တော့သီနာနေပေါ်မှာအခြေတည်ပြီးခြေကင်းလက်ကင်းသားတဲ့အချိန်မှာရောင်းဝယ်ရည်တွေနောက်ကပါလာတယ်အဲ့တော့မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကနေပြီးလူမှုစီးပွားရေးအထိအကုန်ပါသွားတယ်ဒါတည့်ချက်ပေါ့လေနေ့ချက်ကလူတွေနေဖို့ထိုင်ဖို့နေတတ်ထိုင်တတ်ဖို့ကြံရဲ့သဘောတွေ အကုန်ပါလာတယ်။ဥမာအတာစားတဲ့နေရာစားပြီးတော့ပေါ့လေ။ဘယ်ခုနှစ်သားတွေဟာဘယ်လိုနေထိုင်ကြရမလဲ။ဘယ်လိုရောင်းဝယ်လုပ်ကင်ကြရမလဲ။ဘယ်လိုကြင့်ကြံကြရမလဲဆိုတာအကုန်ပါပါတယ်။ဒါရင်မကဘူး။နိုင်ငံတော်အစိုးရဟာဒီလိုအနေအထားတွေရှိတဲ့အတွက်ဘာတွေလုပ်တင်လဲ၊ဘာတွေပြင်ဆင်တားတင်လဲဆိုတဲ့ဟောကိန်းတွေလည်းရှိပါတယ်။အဲဒါကြောင့်ပကြံစာဆိုတာတိတ်အရေးကြီးတယ်လို့ပကြံစာဟာပါမန်လေးမဟုတ်ဖ ೇನೆ အမှုတန်းလောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားအောင်ဘာတွေလုံးတဲ့နဲ့ဘာတွေရှောင်းတဲ့နဲ့ဆိုတာတွေကအစပြောပြတဲ့စနစ်ဟာဒါဗမာပြည်မှာပဲရှိပါတယ်ဒီမြမရဲ့တကြံဆိုတာဟာပျော်ရွှင်မှုသက်သက်မဟုတ်ဘူးလုပ်ငန်းကိန်းကန်းနေဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းပါတယ် နိုင်ငံတော်အကြီးအကဲအစိုးရဆိုတာဘယ်လိုအုပ်ချုပ်ရမလဲဆိုတဲ့အနေအထားတွေလည်းပါတယ်နိုင်ငံတော်ကဒီလို အခြေအနေရှိရင်အစိုးရဘယ်လိုအုပ်ချုပ်ရမလဲဆိုတဲ့အထိပေါ့ဗျာစင်ကြယ်နိုင်မှုတွေပါ အကုန်ပါတဲ့အတွက်တမိုင်းကြီးတစ်ခုလုံးကိုခြုံပြီးပါသွားတဲ့အဖြစ်ပြမျိုးပါအဲဒါကြောင့်တရားဟာသိအရေးကြီးပါတယ်တရားဟာယဉ်ကျေးမှုဖြစ်တယ်လို့တမိုင်းဝင်လည်းဖြစ်ပါတယ်နောက်တစ်ခုကဒါ drama ယဉ်ကျေးမှုတစ်ခုလည်းပဲ အင်မတန်ကိုလေးစားလိုက်နာပြီးထိမ့်သိမ့်နေရမယ်အခါသမျှအနေအထားမျိုးလည်းဖြစ်ပါတယ်။ဗကြံကို ထိမ့်သိမ့်ဖို့ဆိုတာကဗကြံရဲ့ပမိုင်းရဲ့ရင်းမြစ်ကြီးကျွန်တော်တို့သိဖို့လိုတယ်။နောက်တစ်ခုကလူငယ်တွေကိုကျောင်းပညာရေးထဲမှာလည်းပညာပေးဖို့လိုတယ်။ဒါပမိုင်းရဲ့အဖြစ်အပျက်တွေနဲ့တိုးတက်အောင်လုပ်နိုင်မှုတွေအများကြီးရှိတယ်။ဥပမာဆိုတော့ပကံခက်မှာဗကြံကျင်းပွားကျင်းပါတော့ကနရသူ နရဗီဟပတိမင်းလက်ထက်မှာအဖြစ်ပြက်လေးတစ်ခုဖြစ်ပြက်သွားတယ်။သူ့ရဲ့မိဖုရားစောလုံးကိုချစ်လွန်းလို့ရေဘက်စာရင်နဲ့စောလုံးကရေတွေမုန်းပြီးဒလကြမ်းလောက်ကြတဲ့အတွက်ရေတွေမုန်းပြီးဘယံကသူ့အပေါ်မှာမချစ်ဘူးဒါရက်ဆက်တယ်ဆိုပြီးဘယံကိုသူအစိတ်ခတ်ကြွေးဖို့ကြိုးပမ်းရင်းနဲ့အဲ့ဒီလိုမကောင်းတဲ့အကျင့်တစ်ခုပါသွားတယ်ဒီ အာဂတာကြီးတဲ့အဖြစ်အပျက်တစ်ခုပါသွားတယ်။နောက်ဆုံးတော့ဒီအဖြစ်အပျက်ဟာပေါ်သွားတော့မိဖုရားအသက်ခံရတယ်ပေါ့လေ။ဘယင်ကသူချစ်တဲ့မယားကိုသူကိုယ်တိုင်သေတံပေးပြီးတော့သူနောင်တတရရဖြစ်ပြီးမအိပ်နိုင်မစားနိုင်ဖြစ်တဲ့အခါသာသနာပိုင်ကပေါ့လေ။လာပြီးဆုံးလာတဲ့အခါမှာဒီတရားလေးပါဆိုတဲ့လူတွေကြည့်အပ်တဲ့တရားလေးပါဆိုတာလေးကိုဟောပြောလိုက်တာကျွန်တော်တို့သတိထားမိလိုက်တယ်။မကောင်းမှုကို လုတ်ပြီးခဲ့ရင်ဘယ်တော့မှ နောက်မလုတ်နိုင်အောင်ကြိုးစားပါဘယ်တော့မှပြန်မရအောင်လုပ်ပါ နောက်တစ်ခုကကောင်းမှုလုတ်တဲ့ဥစ္စာကို အမြဲတမ်းတတိယနေပါ နောက်ထပ်ဒီလိုကောင်းမှုမျိုးတွေစက်ခါစက်ခါလုတ်နိုင်အောင်လည်းပဲကြိုးပမ်းပါဆိုတော့အဲ့ဒီလိုတရားလေးပါပေါ့လေတကယ်ပင်ကိုတရားကတော့နှစ်ခုပဲမကောင်းမှုမလုံနဲ့ကောင်းမှုကိုလုံဆိုတာပဲ။ အဲ့တော့မကောင်းမှုမလုပ်နဲ့ဆိုတာကိုနှစ်ပါးခွဲတယ်လောက်ခဲ့ပြီးတာကိုဘယ်တော့မှအမှတ်မရရအောင်မလုပ်နဲ့အမြဲတမ်းမေ့ပျောက်ဖို့ကြိုးစားရမယ်ကောင်းမှုကို အမြဲတမ်းသတိရအောင်လုပ်နေရမယ်အမြဲတမ်းရှင်းတာအောင်လုပ်နေရမယ်ဆိုတော့တရားပါပဲအဲ့ဒီတရားကိုဟောတော့မှမင်းကြီးလည်းပဲအစင်ပြေသွားတယ်ပေါ့လေနေထိုင်ဖြစ်သွားကောင်းသွားတယ်ဆိုတဲ့သဘောလမိုင်းထဲမှာရှိတယ်ဒါဗကြံလေးကအမှားတကူပေါ့ အမားကနေပြီးနောက်ထပ်ကျွန်တော်တို့ဒီကြံတွေကိုဗမာပြည်နေရအမြဲတမ်းတည်ထားပြီးဗတုံမင်းလို့ခေါ်တဲ့ဘိုးတော်ဖျားလက်ထက်မှာဆိုရင်နှစ်တိုင်းနှစ်တိုင်းကြံနဲ့အမိတ်နေထုတ်တယ်ကြံဟာဘယ်နည်းဘယ်ရက်ကကြာပြီးဘယ်နည်းဘယ်ရက်မှာဆုံးမယ်အဲ့တော့မဒီကာလအတွင်းမှာဘယ်လိုရေကစားရမလဲဆိုတာတွေပြဋ္ဌာန်းချက်တွေအများကြီးရှိတယ်အဲ့ဒါတွေဟာသိပြီးမပားစရာကောင်းတာတွေဒါတွေဟာလူတွေသိဖို့ လိုတယ်ဒါလူအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုကိုလည်းသိနိုင်တယ်ပေါ့ကျွန်တော်အဲ့ဓာတွေကိုအများကြီးပြောပြနိုင်လို့ကျွန်တော်တို့မြန်မာရဲ့တကြံဟာဘလောက်မှတ်တမ်းရှိတယ်ဆိုတာပကံမှာเนาะကျွန်တော်တို့စာနဲ့လည်းမှတ်တမ်းရှိတယ်ပကြီးနဲ့လည်းမှတ်တမ်းရှိတယ်ဘက်ပေါင်းစုံကမှတ်တမ်းရှိတာဆိုလို့ကျွန်တော်ဗမာပဲရှိတယ်ရှိတော်အားရှာမှာအဲ့ဒါထူးခြားချက်ပဲဗျနောက်ပြီးတော့ဒီနေ့အထိတကြံစာတွေထုတ်နေနိုင်တာဟာမြန်မာရဲ့အစဉ်လာကြီးမားမှု ခဏအထိပဲရှိတယ်ဗျဘယ်နိုင်ငံမှမလုပ်ပါဘူးအဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံတကူတည်းပဲလုပ်တာပါအဲ့ဒီတကြံစာဆိုတာလူတွေကဟိုသိမဖတ်ချင်ညာဘူးတကယ်ဖတ်ရင်သမိုင်းလဲတည်တယ်နောက်တစ်ခုကဆောင်းရံရှောင်းရံနေရာလဲပဲယုံသည်ဖြစ်စီမယုံသည်ဖြစ်စီကိုကောင်းကျိုးကိုအများကြီးပေးနိုင်တယ်လို့ပဲလုံငန်းကင်ငန်းနေအတွက်လည်းပဲအင်မတန်အားရှိစရာရှောင်းရံတွေလှုပ်စရာတွေအများကြီးပါတဲ့အတွက် တကြံစာဓလေ့ဟာလည်းပဲမြန်မာရဲ့ယဉ်ကျေးမှုထဲမှာတိတ်ကြီးမာတဲ့ဓလေ့တစ်ခုဖြစ်ပါတယ်ဒီတကြံဓလေ့တွေမကပါဘူးမြန်မာဓလေ့တွေထဲမှာအင်မတန်ကောင်းတဲ့ဓလေ့တွေအများကြီးရှိတယ်ဒါတွေဟာဖော်ထုတ်ဖို့လိုသလိုပဲသင်ကြားရေးတွေထဲမှာလည်းပဲအခြေအနေလိုက်ပြီးတော့အတန်းအလိုက်ကျွန်တော်တို့စာပေအဖြစ်နဲ့သမိုင်းအဖြစ်နဲ့ပေါ်ပြတာတွေလည်းပဲရှိပါတယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကဆက်ပြီးထိရအောင်မှာပါပဲ ဲ့လိုထိနိုင်အောင်လည်းပဲကြိုးစားပွားမယ်ဆိုတာပြောလိုပါတယ်